လုံးဝ branded second hand တွေကိုတေချာရွေးဝယ်ခြင်းလားဒါမှမဟုတ်ကို့မှာရှိပြီးသားတွေကိုပဲပြန်ရောင်းခြင်းလားနေရာလေးတစ်ခုပြမယ်စိတ်ဝင်စားရင်လိုက်ခဲ့ဆိုတော့ဒီကတူကောဒီနေ့မှာတော့ဂျပန်နိုင်ငံကလာတဲ့အရေးသွေးမြင် second hand ပစ္စည်းတွေရနိုင်မဲ့ဆိုင်နဲ့မိတ်ဆက်ပေးခြင်းနဲ့ second street လို့ခေါ်ပြီးတော့နိုင်ငံတကာက brand ပေါင်းစုံကိုအဝိစာ၃စာဖနက်နိုင် ခြားသောမျိုးစားစုံကိုဈေးတန်တန်နဲ့တစုတစည်းရောင်းချနေပြီးတော့ဂျပန်နိုင်ငံရဲ့စံနှုန်းအတိုင်းပစ္စည်းတစ်ခုချင်းစီကိုစစ်ဆေးရောင်းချတဲ့အတွက်စိတ်ချယုံကြည်စွာဝယ်ယူနိုင်တယ်။နောက်ထပ်ထူးခြားချက်ကတော့ဒီဆိုင်ကြီးက second hand branded ပစ္စည်းတွေကိုရောင်းတာနဲ့မဟုတ်ဘဲနဲ့ကိုယ်မှရှိပြီးသား branded ပစ္စည်းတွေကိုပါပြန်ဝယ်တာပါ။ဒါကြောင့်မလို့အတုံးမလို့လို့ပြန်ရောင်းချင်တဲ့သူတွေအတွက်လည်းသတင်းကောင်းပေးလိုက်တယ်နော်။ လက်ရှိမှာတော့ Second Street ဆိုင်ရာ Central Wall, Silon H, The Mall Life Store Bank B, Central Rama 3, Big Rama 4ဖုံးဖုံးအဆိုက်ရှိတဲ့ဆိုင်ွယ်ပေါင်း6ဆိုင်ကိုဖွင့်လှစ်ထားပြီးတော့ဦးကတော့ Silon H ကဆိုင်ွယ်ကြီးကိုရောက်ခဲ့တယ်။ဒါကြောင့်မလို့ Silon H ကိုလာမယ်ဆိုရင်တော့ BTS Silon Line ဆက်လက်တမ်းမှတ်တိုင်မှာဆင်းပြီးတော့ Skywalk အတိုင်း9မိနစ်လောက်လမ်းလျှောက်လာရင်ရောက်သလို Bus ကနဲ့လာမယ်ဆိုရင်တော့ဒီနံပါတ်တွေရောက်တယ်နော်။ကဲဒီပိုင်းလေးကတော့ဒီလောက်ပါပဲ။ နောက်ထပ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအများကြီးကိုတက်ဆက်ပေးသွားမှာမို့လို့ဒီ season လေးကိုဆက်လက်ဆောင်ကြည့်ပေးကြအောင်เนาะအားလုံးပဲတတ်တာ